မိသားရေဆိုတာသိရမလားကိုတကယ်သေသွားရဆိုတော့မှနောက်ဆုံးနေနဲ့ယုံလုံးလေးတော့မြင်ချင်ကြရတယ်လေကျုံးกว่าကြီးနဲ့တသိန်းတော့သွားပြီ အမမြုပ်ပြီအမငါကအမသွားပြီနောက်တစ်ယောက်သွားခဲ့ဒီပလုံးဆိုဖြစ်သွားပြီအမ ချက်ချင်းပဲအမအားလုံးပဲမင်္ဂလာပါဇလီရဲ့ YouTube channel လေးကနေပြန်လေကြိုဆိုလိုက်ပါရှင့်အခုဇလီတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့မြောက်ရီချောင်းဆုံပါနော်ဒီတငယ်ချင်းလေးရောရေစင်းကူးရင်းနဲ့နော်ရုတ်တရက်ရေနစ်ပြီးတော့ဒါတိတ်ဆုံးသွားတဲ့ဒါဗီဒီယိုဖိုင်လေးပဲဖြစ်ပါရှင့်တော်တော်လေးကိုလည်းစိတ်မကောင်းစရာကောင်းနေရှင့်ဘသူကမှဒီလိုမျိုးရေကူးရင်းနဲ့နော်ဒီလိုမျိုးဖြစ်မယ်လို့ထင်မှာမဟုတ်ဘူးရှင့်ဒီဗီဒီယိုဖိုင်လေးကိုလည်းအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင့်ကျုံကွာကြီးနဲ့တသိန်းနဲ့သွားပြီအမမြုပ်ပြီအမ ။ငါကအမသွားပြီ။နောက်တစ်ယောက်သွားခဲ့ဒီပလုံးဆိုဖြစ်သွားပြီအမ။ချက်ချင်းပဲအမကျွင်းကြီးတွေ။ဒီကတော့ဘလို့ပြောရမလဲဗောဟမနော်ဒီမိနစ်တနည်းရလောက်ပဲဖြစ်သွားတဲ့ဆိုတာဒီမြဝတီချောင်းဆောင်မှာဗောရေနစ်ပြီးတော့တေသွားတာပြောတယ်၄ယောက်လုံးတေသွားတာဒီဗီဒီယိုဖိုင်လေးဗောနော်ခုချိန်ဒီကတော့အလောင်းကတော့ပြန်မတွေ့သေးဘူးရှာနေတော့မှရှိသေးတယ်။ဒီကတော့မြောက်ကြီးချောင်းဆောင် ဒီဘီရဲမှာတော့ဟုတ်တယ်သူရေနစ်တဲ့ဥစ္စာပါသွားတယ်တယောက်ကတော့နှစ်သွားတာပေါ့နော်တယောက်နှစ်တဲ့ချိန်မှာသူရေကူးပြိုင်လာရေကူးပြိုင်နေမှာမှတယောက်ကနှစ်သွားတာရပြီရပြီလို့ပြောတာမင်းအောင်ဆက်ကူသွားမှာနှစ်သွားနှစ်တော့じゃနောက်တယောက်ပါလိုက်ကဲနောက်တယောက်ပါနှစ်ရောအဲ့ဒီအထိပဲပါတော့တယ်အဲ့လောက်ဝင်လာအဲ့လောက်ဝင်လာ ARV တိုင်းသားအဲ့လောက်ဝင်လာဒီကတော့ ARV တိုင်းသားတွေပါမယ်နော်ဘယ်သူကျန်တဲ့ဥစ္စာတော့ဘယ်သူလည်းမသိ ARV တိုင်းသားတွေကအဲ့လောက်ဝင်လာ ပြောရအောင်တယောက်တည်းနောက်၃ယောက်လုံးမှာ like ကင်ကင်စင်နဲ့တည်သွားတာနေမှာအကုန်၄ယောက်လုံးတည်ရပြောတယ်ဒါပေမဲ့အလောင်းကတော့ရှာမတွေ့သေးဘူးခုထိတော့နိုင်ရောမလားအဲ့တော့ဒီနေရာသူတို့အထာလည်းမသိတာပါတာပေါ့နော်ခဏမဘာကောက်တဲ့လောက်ဝင်မယ်လားအဲ့ဘောမနိုင်ကြအောင်ရှိတာ Ready 1 2 3ကြာမှသွားမယ်နော်ဟုတ်ကဲ့အမအဲ့ဒီနေရာက လူရဲစားတယ်ကြမ်းလည်းကြမ်းတယ်ရေစီးရလည်းမတရားတန်တယ်သူနစ်သွားတဲ့နေရာဆိုတော့ဝဲလည်းရှိတယ်ဘလို့ဝဲပြောမှသူကချောင်း၃ခွဆိုင်လေအဲ့ချောင်းတော့က၃ခွဆိုင်အဲ့နေရာမှာနစ်သွားတချို့နေရာတွေကသဲတွေတူးထားတာရှိတယ်အဲ့မှာတွေကရေတွေကတချို့နေရာကြိုင်တွေလည်းနစ်သွားတယ်ဝဲလည်းရှိတယ်ဒီကောင်အနေနဲ့များတယ်ဒီချောင်းကရေသားများတယ်ရေရလည်းများတယ်နောက်ပြီးတော့ဒီကောင်ကရေကျွန်တော်တို့အရင်တော့ကလည်းသွားဘူးပါတယ်ဒီနေရာစော်ဘူးတယ် အရင်ကဆိုတော့ကတော့ရေတိမ်တိမ်လေးအဲ့လောက်တော့မရှိဘူးရေကြည်အောင်မြင်နေရတယ်အဲ့တော့မှရေစီးရမတရားတန်တာနော်အခုဒီဟာဆိုရရေတော်တော်တက်နေတဲ့အချိန်ပေါ့နော်ဒီမှာရေတက်နေတဲ့အချိန်များတယ်ကဲကဲစမနော်စမနော်အဲ့မှာသူတို့ဒါတော့ခုကတော့ရေကူးပြိုင်တော့မှာပေါ့နော်တကယ်တနာဖို့လောက်ကောင်းတယ်အပြိုအနေအပြည့်ဖြစ် ပြောရမှာဆိုတော့နော်သူနဲ့ဒီမြေဒီနေရာအထာလည်းမသိတာလည်းပါမှာပေါ့အထာသိရဆိုတော့တော့လည်းမကူရဲဘူးကြည်အောင်အမရေရေကူးပြိုင်တော့မှာတကယ်စိတ်လည်းမကောင်းခုထိတော့အလောင်းတော့ရှာမလို့သေးဘူးပြောတယ်ပွဲထိုးတာလည်းမပေါ်သေးဘူးတဲ့ချောင်းကလူစားတယ်လူစားပြီနော် ကျွန်တော်ဟိုတစ်ခါသွားတာတော့မှအဲ့ဒီတစ်ခါကြားပြပြကြားတော့ကြားပါလားအဲ့တော့ရေဒီလောက်လည်းမတည့်ဘူးထိုဂျိုင်းကြီးပဲကျွန်တော်ကြားမလို့ပဲကန်ကောင်းတာအဲ့တော့ကိုတော့ဟိုဘက်ကကြောက်တုံးလေးကန်ပြီးတော့ဒီဘက်ဟိုဘက်ဖြစ်လိုက်လို့အဲ့ကြောင့်ပြောတာကိုကြီးရဲ့အဲ့တော့ဒီဝမ်းလို့အဲ့တော့တော့ကိုကြီးတော့တော်သေးရဲ့မတည်ကောင်းမပြောက်ကောင်း stop stop ကိုသာ stop အမရရခိုင်းနေပြီ तू ကမရဘူးဆက်သွားနေအမနစ်တော့မှာနစ်တော့မှာ ရပြီလို့ပြောနေတော့နားမထောင်ဘူးရပြီလို့ကျုံးกว่าကြီးနဲ့တသိန်းတော့သွားပြီအမမြုပ်ပြီအမနားရအမသွားပြီနောက်တစ်ယောက်သွားခဲ့ဒီပလုံးဆိုဖြစ်သွားပြီအမချက်ချင်းပဲအမကျွင်းကြီးတွေကြီးอ่ะ နည်းနည်းပါးပါးလဲတောက်ထားကြတာဖြစ်မယ်နော်စိတ်မကောင်းစရာရင်နော်ဒီလိုမျိုးဖြစ်သွားတာနော်ဒီချောင်းရဲ့အထောက်လဲမတိတော့နော်ဒါပူဆိုးသွားတာဖြစ်မယ်ရှင့်ဒီဆုံးပါသွားတဲ့လေးရက်ကိုနော်ပွဲထိုးပြီးတော့တောင်မှနော်ဒီအလောင်းပေါ်ဖို့အတွက်လှုပ်ကြတာရှင့်အလောင်းကနော်လေးရက်ကြော်ကြတောင်မှပြန်ပြီးတော့မပေါ်သေးဘူးလို့လည်းပြောတယ်ရှင့်ဒီဗျူဖိုင်လေးကိုလဲဆက်ပြီးတော့အတူတူနားထောင်ကြည့်လိုက်ကြရအောင်နော်အခုဒီဗီဒီယိုလေးကတော့ကျွန်တော်ဟိုမနေ့ကသွားတဲ့ချိန်ပေါ့နော်အမှသူတို့ဟိုဟာ ရှာတာလည်းမတွေ့သေးဘူးလုံလောက်လည်းပေါ်မလာသေးဘူးဆိုကျွန်တော်စိတ်မကောင်းတာနဲ့ပဲတစ်ဖက်တလန်းနေကူညီကြတာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဆရာကိုချက်ချင်းမတော်ခေါ်ပြီးတော့ဒီမှာလာကြည့်ရဗီဒီယိုလေးပါသူတို့မိသားတွေကိုကိုချင်းစားလို့ပေါ့ဗျာအဲ့ဒီဟိုမိသားတွေဆိုတာသိရမလားကိုတကယ်သေသွားရဆိုတော့မှနောက်ဆုံးနေနဲ့ယုံလုံးလေးတော့မြင်ချင်းချရတယ်လေအခုချိန်ကြာဆိုဘလို့ဖြစ်လဲဆိုတော့သေလားရှင်လားဆိုတော့အဲ့ဒီပေါ့နော်မျောလင်းချက်အဲ့ဒီရှင်မလားဆိုတော့မျောလင်းချက်လေးနဲ့သူတို့မှာညတမမနဲ့ ဆိုတဲ့ထိတ်ထိတ်နဲ့စိတ်ပူနေရတာပူပန်နေရတာအဲ့ဒါကိုကျွန်တော်မကြည့်ရလို့ပါကျွန်တော်ဆရာအမပေါ့နော်ကြည်တာပြောပုံရတော့ဒီတပတ်အတွင်းတော့ပေါ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့လောင်းအကုန်လုံးတော့ပြန်ရနိုင်ဖို့ကတော့မမြင်ဘူးပေါ့ပေါ်မယ်ဆိုရင်တော့မှဒီပေါ်တဲ့နေရာကဒီအနီးနားမှာတော့မပေါ်နိုင်ဘူးပေါ့နော်ဝေးမှာပဲပေါ်မယ်အခုကသူတို့အခုရေနှစ်တက်ကိစ္စမှာလဲပေါ့နော်တခြားပယောဂဟိုဟာတွေဒီဟာတွေဘာညာမပအောင်ပေါ့နော် ီရိုးရိုးပဲပေါ့နော်ဒီရေစီးကြောင်ဖြစ်ရင်ဖြစ်မယ်ဒီဝဲကြောင်ဖြစ်ရင်ဖြစ်မယ်ပေါ့နော်ဒီတိုင်းရိုးရိုးပဲရေနေတာပေါ့နော်တချို့ကိစ္စတွေကြောင့်လည်းပြောလို့ကမကောင်းတော့ဘူးလေအဲကြောင့်မလို့ကျွန်တော်တချို့ကိစ္စတွေတော့တိတ်ပြီးတော့မပြောတော့ပါဘူးတကယ်ပြန်တွေ့ရဆိုရင်တော့ကျွန်တော်တစ်ချက်ပြန်ပြီးတော့တင်ပေးပါအခုဒီနေရာလေးရောက်တာပေါ့နော်ဟိုကဟိုပြီးခဲ့တဲ့လေးရောက်ကရင်းနှစ်တဲ့နေရာလေးပေါ့နော် အမလူငယ်လေးဦးရေနစ်ပြီးတော့တေဆုံးသွားတဲ့နေရာလေးပါဒီချောင်းဆုံးပေါ့နော်မြောက်ကြီးချောင်းဆုံးတရားရအောင်မှာ၃ခွ၃ခွဆိုင်ပေါ့နော်အဲ့ဒီချောင်းဆုံးမှာနှစ်တာပါဒီမှာတစ်ခွဟိုဘက်မှာတစ်ခွဟိုမှာတစ်ခွ၃ခွသူတို့ကလည်းဘယ်လိုပြောရမလဲပေါ့နော်ကျွန်တော်လည်းတကယ်စိတ်မကောင်းပါဘူးဗျာမြင်ရတာလည်းအမခုချိန်ထိတော့ပွဲပေးထားပေါ့နော်အဲ့ဒါတော့ပေါ်မလာသေးဘူးတရားမှပေါ်မလာသေးပါဘူး၄ရက်နဲ့တ냔နေရှိပြီလေဗျာ ဟိုးပေါ်သေးပြီဖြူလေးရသွားမှတဲထားတာပေါ့နော်မပြီးသေးပါဘူးခုမှတဲလက်စားပေါ့တကယ်အမှကရေစီးရလည်းမတရားအတန်နေသူတို့ကလည်းနေခံမဟုတ်တော့ကြတော့ဒီရေမြေအကြောင်းမသိဘူးတခါမှလည်းမချိုးဘူးလို့အဲ့လိုမျိုးပေါ့နော်မဖြစ်တဲ့နိုင်ဖြစ်ကုန်ရောအပြောကနေအပြည့်ပေါ့ဗျာတကယ်စိန်ကောင်းပါဘူးလူငယ်လေးပဲရှိသေးတယ်တကယ်တနာဖို့ကောင်းတယ်ဗျာ တငယ်ချင်း၄ယောက်နော်ဒါတယောက်ရည်နေလို့တယောက်ကကြည်ရင်နဲ့ဒါအကုန်လုံး၄ယောက်စလုံးဒါရည်နှစ်ပြီးတော့ဆုံးသွားတာရှင့်တော်တော်လေးကိုစိတ်မကောင်းစရာကောင်းနေနော်ဒီချောင်းကကိုရီလဲတခါမှမကူဘူးဆိုတော့နော်ဒီချောင်းရဲ့အနေထားကိုလည်းသိမှာမဟုတ်ဘူးလေနော်ရည်စည်းနောက်ကိုမျောပါသွားတာလည်းဖြစ်နိုင်နေရှင့်နောက်ထပ်ဗီဒီယိုဖိုင်မှာဆိုလို့ရှိရင်နော်ဒီရန်ကုန်က BOC နားမှာနော်စက်ရုံကိုအကျိုးပို့လုပ်ပြီးရဒီဖယ်ရီကားနော်ဒါမှောက်သွားတာရှင့်အဲ့ဒီထဲမှာလည်းစက်ရုံကိုသွားတဲ့သူတွေနော်တော်တော်လေးကိုများတယ်ရှင့်ဒီဗီဒီယိုဖိုင်လေးကိုလည်းအတူတူကြီးကြီးလိုက်ကြရအောင်ရှင့် ကြားလိုက်ရတဲ့သတင်းတွေကတော့လုံးဝကိုစိတ်မကောင်းစရာပဲရှင်။အတငယ်ချင်းတို့လည်းခရီးတွေပါရဲသွားရင်အထူးကယူဆိုင်ကြပါရှင်။အကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။